အားလုံးပဲမင်္ဂလာပါရှင်မြကျနာတရင်ချာနေရဲ့ဆိုလာ26ရက်နေ့ reduce season တက်ဆက်ပြတော့မှာဖြစ်ပါတယ်ဖကမြူနေစုပုံကြေးရွာမှာရှိတဲ့စစ်ကောင်စီတပ်တွေကနေကန်အေတပ်တွေရှိတဲ့အနေအကိုလက်နေကျူတွေပြစ်ခတ်နေပါတယ်ကျောင်းတုံးဖက်ဆောင်အုပ်တွေမရရှိတာကြောင့်ဘူတာဟုတ်ခန်အတွင်းကျောင်းသူကျောင်းသားတွေအခက်ကြုံနေရပါတယ် PDF နဲ့တိုင်းဒါလနဲ့ကန်တွေနိုင်ငံရေးနီလာနဲ့ပြည်ရှင်ကြဖို့စစ်ကောင်စုံဘုချုံမူကြီးမောင်လိုင်းကချက်ပြောပါရယ်။စားရိတ်တရနေကိုတိဆက်ပြီးတော့မှာပါ။ကျမတို့အစီအစဉ်တိဆက်သူမန်နီဖြစ်ပါရယ်။ ဖကမြို့နယ်စုပုံကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်တွေကနေကကြွလွတ်ရေးတပ်မတော် KIA တပ်တွေရှိတဲ့အနေအောက်ကိုလက်နက်ကြီးတွေပစ်ခတ်နေလို့သိရပါတယ်။ချွေစားကတင်ဆက်ပေးမှာပါ။စုပုံဒေတာအခေါ်အမိုက်ပုံကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်တွေကနေမုံမုံပုံဘက်ကိုစစ်ကြောင်းထိုးချင်တဲ့အတွက် KIA KPD ပူပေါင်းတပ်တွေရှိတဲ့တင်ကျိုင်းနယ်မြေဘက်ကိုလက်နက်ကြီးတွေပစ်ခတ်နေတာဖြစ်တယ်လို့ KIA နဲ့နှိစက်တဲ့အမျိုးသားတူအကမြင့်နတ်တဲ့ဂျာနယ်ကိုပြောပါရယ်။ တကနေမနက်9:00နာရီခန့်ကစားပြီး10:00နာရီအထိစစ်ကောင်စီတပ်နဲ့ KPD ရပူပေါင်းတပ်တွေထိတွေ့တိုက်ပွဲခဏသာပြပွားခဲ့တယ်လို့သိရပါတယ်။စုပုံနဲ့အနီကတောင်တွေမှာစစ်ကောင်စီအင်အားနေရာဝန်းကျင်ခန့်ရှိပြီးစုပုံကနေ KPD ရပူပေါင်းတပ်တွေရှိတဲ့အတင်းကျိုင်းနေမြေဘက်ကိုလက်နက်ကြီးတွေပစ်ခတ်နေတာ၃ရက်လောက်ရှိပြီဖြစ်တယ်လို့လည်းဆိုပါတယ်။ မိချနာဖကန်လန်ကာမိုင်းနဲ့နိုင်ရချာမှလည်းဂျွန်လ23ရက်နေ့ကစပြီးကာမိုင်းပြူဟာကထွက်လာတဲ့စစ်ကောင်စီတပ်နဲ့ KIA KPD ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားနေပါတယ်။ပီတူလူထုအနေနဲ့မိမိဒီရာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးပို့ချင်နေဆိုရင်တော့မိချနာသတင်းချန်နယ်ရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်09956 333 333ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။ ကျောင်းသုံးဖက်ဆောင်မရရှိတာကြောင့်ဘူတာဟုတ်ခရိုင်အတွင်းကကျောင်းသူကျောင်းသားတွေအခက်ကြုံနေရပါတယ်ဆက်ဆိုင်ကတင်ဆက်ပေးမှာပါဘူတာဟုတ်ခရိုင်အတွင်းကအစိုးရကျောင်းတွေမှာကျောင်းသုံးဖက်ဆောင်တွေမထုတ်ပေးသေးတဲ့အပြင်အပြင်မှာလည်းရောင်းချသူတွေမရှိတာကြောင့်ကျောင်းသူကျောင်းသားတွေဟာဖက်ဆောင်မရှိဘဲကျောင်းသက်နေကြရတယ်လို့ဒေတာခဏ်တွေကပြောပါတယ်အရင်နှစ်တွေကလို့အစိုးရကျောင်းအပ်တဲ့အခါဖက်ဆောင်တွေကိုတရားရမယ့်အတန်းလိုက်တခါတည်းမထုတ်ပေးတော့တဲ့အတွက်အခက်ကြုံနေရတယ်လို့ဘူတာဟုတ်ဒေတာခဏ်တူကပြောပါတယ် တိုင်းမင်းကိုဖြစ်ပေါ်နေတူကလည်းကဒီနေ့ကလုံးဝမရောက်ဘူးလီနဲ့လည်းမတည်ပေဘူးအကုန်ကြအရမ်းများတဲ့အတွက်လေအဲတော့ကြောင်းတက်နေတဲ့ကလေးတွေမဝယ်ယူနိုင်ဘူးကားလန်းကလည်းအမြန်ပြက်နေတော့ဘူးမှမတည်ချင်းကြဘူးအရင်နေ့ကအနေငယ်ကျန်ရှိနေသေးတဲ့ဖတ်စာအုပ်ပါရာဆုံးကိုကျန်9000နဲ့ရောင်းချကြတဲ့အချိန်ကျောင်းသူကျောင်းသားအနေငယ်ရကြပြီမဲ့အများစုကတော့မဝယ်လိုက်ရဘူးလို့လည်းဆိုပါတယ် ဘယ်ဒီမုန်ကျတဲ့ငါဆိုတော့မောရတဲ့ဆိုရောင်းနေသူလည်းမရှိတော့ဘူးဟိုတလောကရောင်းနေသူတွေရောင်းကြတယ်ခြေတလောတော့ရောင်းကြတယ်ကလေးမိဘတွေဟာမိချင်းအမျိုးကနေဖတ်စာကိုဝယ်ယူဖို့ပြုလုပ်ကြပေမဲ့ပြက်လက်နေတဲ့အတွက်မရရှိကြသလိုဒေတာအတွင်ဖတ်စာကိုဟောင်းနေကိုရှာဖွေပြီးတောင်းယူတာမျိုးရှိပေမဲ့လည်းအခုချိန်အထိစုံနေအောင်မရှိသေးဘူးလို့သိရပါဗျ။ဒါအပြင်ရေးစာအုပ်တွေလည်းပူတာကိုခရိုင်အတွင်းရောင်းချတာမရှိတဲ့အတွက်တချို့ကမိချင်းအမျိုးကနေမာယူကြတယ်လို့လည်းသိရပါဗျ။ အရင်နှစ်တွေကအစိုးရအကြောင်းမှာကျောင်းလာအပ်တဲ့ကလေးတွေကိုကျောင်းအပ်တဲ့နေ့မှာပဲမူလကျန်းကနေအချက်တန်းကြီးဖတ်စာအုပ်နဲ့ရေးစာအုပ်ခဲတံဘောပင်ပေတာနဲ့ခဲပြတ်တွေကိုတခါတည်းပေးလိုက်ကြပေမဲ့ဒီနှစ်မှာတော့မရှိတဲ့အခြေအနေပါပူတော်ခရိုင်အတွင်းကမြို့နယ်တွေမှာတာမကခြေရွာတွေအထိကျောင်းတက်နေတဲ့ကလေးတွေအနေနဲ့စာရေးကြိယာတွေမရှိအောင်ခက်ခဲနေတယ်လို့ဆေးဝါးတွေလည်းတာမြင့်ပစ္စည်းတစ်ခုလို့တည်ယူခွင့်မရှိကြတဲ့အတွက်အခြေခံဆေးဝါးတွေတောင်မှမရှိတဲ့အခြေအနေကိုရောက်ရှိနေရလို့သိရပါဗျာ ပူတော်ဒေတာဟာလမ်းပန်းဆက်သွယ်ခက်ခဲတဲ့ဒေတာတစ်ခုဖြစ်ပြီးရေကြီးရေရှာမှုအပြင်မိုးရာသီရောက်တိုင်းဝေးလံခေါင်ဖျားတဲ့ဒေတာတွေမှာလမ်းပျက်စီးလေရှိပြီးတည်ယူပို့ဆောင်ရေးခက်ခဲတဲ့အခြေအနေပါတိုင်းဒါလနကန်ရီ PDF တွင်နေလနကန်လိုင်းစင်ကိုဆွန်ပြီးရွေးကောက်ပွဲလိုင်းစင်ကနေနိုင်ငံရေးပြဌာနာကိုနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်ကြဖို့အာနာသိစ်ကောင်ဆောင်မှုချုပ်မှုကြီးမေအောင်လိုင်းကချက်ပြောလိုက်ပါတယ် စကောက်စီရပြုလုပ်တဲ့ငွေချင်ရေးဖိုရမ်2025ဆိုတဲ့နေပြည်တော်မှာဇွန်လ25ရက်နေ့ကလုပ်တဲ့ပွဲမှာမင်းအောင်လင်းကပြောခဲ့တာဖြစ်ပါတယ်။နိုင်ငံတော်စံချန်တိုက်ခိုက်နေတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းတွေအကြမ်းဖက်တောင်းချန်သူအဖွဲ့တွေအကြမ်းဖက် PDF အဖွဲ့တွေနဲ့လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့အလန်းစင်ကိုဆွန့်လွတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းတွေကသဆင့်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီလနဲ့ဖြေရှင်းဆောင်ရွက်ကြဖို့အတွက်လည်းအချင်းချင်းဖိတ်ခေါ်ကန့်လန့်ချခဲ့ပါရယ်နိုင်ငံရေးနီလကိုစပွဲဝိုင်းပေါ်မှာတွေ့ဆုံဆွေးနွေးချင်းနေတာအဖြစ်ရှာနိုင်မှာဖြစ်တာကြောင့်ငင်းချင်းရေးဆွေးနွေးမှုတွေကိုအမြဲတမ်းကြိုဆိုလမ်းဖွင့်ထားပါကြောင်းဒီဖိုရမ်ကသဆင့်သဆင့်အသိပေးပြောကြားလိုပါရယ်လို့ပြောခဲ့တာဖြစ်ပါရယ်ဒါပေမဲ့အဲဒီလိုဖိတ်ခေါ်ရတဲ့အချိန်အကျန်းဖက်အဖွဲ့တွေလို့မင်းအောင်လင်းကအုံလုံးပြီးနိုင်ငံရေးဆွေးနွေးမှုကိုဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ် အရှိချိန်မှာတော့စကောင်စီဟာရွေးကောက်ပွဲကိုအပိုင်းလိုက်ပြုလုပ်ဖို့ပြင်ဆင်နေပြီးအခုနှစ်ဒီဇင်ဘာနေ့2026ခုနှစ်ဇန်နဝါရီလတွင်ပြုလုပ်သွားဖို့ရှိနေရပါဂျပန်မှလည်းဒေါ်လာရင်းအားစုရိတ်ဘက်ကအဲ့ဒီရွေးကောက်ပွဲကိုစန့်ချန်ထားကြသလိုရွေးကောက်ပွဲမတိုင်ခင်အထူးထူးထိုးစစ်ပြုလုပ်မယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ် မနေ့ကဇွန်လ25ရက်နေ့မှာလေရန်ကုန်မန္တလေးအမြန်လက်မဟောင်းပေါ်ကစစ်ကောင်စီစခန်9ခုကိုမြို့သားညညရေးအစိုးရအညူကြီးလာဝခန်ပြည်သူ့ကကွေတမတော် PDF စစ်စင်ရေးနေမြင့်နှင့်ကုကေမှုအောက်ကတပ်တွေနဲ့ကရင်အမျိုးသားလူမျိုးရေးတမတော် KNY တပ်ဖွဲ့တွေကတပြိုင်နက်ဝန်တက်ခိုက်ခဲ့ကြပါရယ် က်အတဲကာလာတွေမှာကိုယ့်ရဲ့စိတ်ကြံမာရေးကိုဂရုစိုက်နိုင်မယ်ဆက်ကဲနီလန်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်လက်တလော ကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင့်နိုင်ငံတဝန်းမှာထိခိုက်နှံ့နာမှုများစွာကြုံတွေ့နေရပါတယ်ဒီအထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတဲမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြံမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မယ့်နီလန်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ် ဒီကာလမှာအ धिक ကြုံရလေးရှိတာကစိုးရိမ်သောကတွေဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပင်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခံစားချက်လေးတွေရအောင်ဖော်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေးတွေကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိစေတွေကိုရင်ဖွင့်ပြောဆိုတာ ကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။နေလက်ရှိပြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လဲတည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအနက်အသံအထီးအတွေ့ညင်ခွေးနေကိုဂရုတစိုက်အာယုံခံကြည့်တာမျိုးလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရရစေမယ်တည်ငြိမ်စေမယ့်အရာလေးတွေလုပ်တာဥပမာ ညင်ညောင်းတဲ့တန်စင်လေးတွေနားထောင်တာပကြီဆွဲတာအယောင်ချဲတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆောက်ကစားရမျိုးတွေလုပ်လို့ရပါတယ်။ရုပ်ပိုင်းဆိုင်ရာဂျမ်းမာရီနဲ့စိတ်ပိုင်းဆိုင်ရာဂျမ်းမာရီကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေအိတ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့ အဲ့ချိန်ပုံမှန်လေးထားရှိဖို့တိုက်တွန်းချင်ပါတယ်၅ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေရော့နေနေနိုင်ပေမယ့်ရေတက်ပြေဝအောင်အာဟာရပြေဝအောင် စားတောက်ဖို့လိုအပ်ပါတယ်၆ကိုယ်လက်လှုပ်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်အပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာ အကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ် ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံနေကြနှီးစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးရှိတတ်ပါတယ်။ဒီအခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်ပတ်ဖို့လည်းစူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကတည်င်းအချက်အလက်တွေရဖို့အရေးကြီးတယ်လို့ social media ကတည်င်းအမားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကန့်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ ရှင်ကိုဝါသနာပါတဲ့အရာတွေကိုစိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာ ပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်ကိုကိုရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကြမ်းမာဖို့အထောက်အကူပြုပါတယ် ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကြမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်တဆေစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေ အသုံးပြုတာမျိုးရှောင်ကြဉ်တတ်ပါတယ်ဥပမာအရက်အလွန်အကျွံတောက်တာငူးရစေဝါတုံဆွဲတာ ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်7ကိုရိုင်းရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်7ဒီကာလမှာကိုမလုပ်ပေးနိုင် မကူညီနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင် ကိုလုံနိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာယုံဆိုင်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ဒီကနေ့သတင်းချနေရေးရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ချင်းပြည်နယ်တွင်းအောင်နောက်ဆုံးရသတင်းတွေနဲ့အတူ အခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။